ဒီကိုရင်ဟောတဲ့တရားကိုလူတွေတွေမကောက်ဘူး၊နတ်တွေပါနာတာတောင်ရှိတယ်တဲ့။ဒါကြောင့်တရားဟောပြီးလို့ကုသိုလ်ကောင်းမှုကိုအမြတ်တမ်းပေးဝီဖို့ဆိုလို့ရှိရင်နတ်တွေကလည်းတာတို့ခေါ်ရတယ်ပေါ့။အဲ့လိုနတ်တွေတာတို့ခေါ်ရတဲ့အထဲမှာဟိုလူတွေမသိနိုင်တဲ့ဖြစ်ပေါ်နေတဲ့အကြောင်းအရာတစ်ခုကဘာလဲဆိုတော့ဒီကိုရင်ရဲ့အရင်ဘဝကမေတော်ဟောင်းကဘီလူမဖြစ်နေတာရှိတယ်။အဲ့ဒီဘီလူမကအဲ့ဒီနတ်တို့ရဲ့လောကမှာ တာနုမေတော်ဆိုတဲ့နာမည်နဲ့သူကမျက်နာရတယ်။နောက်နေ့တွေကအမြဲတရားနာရင်းနဲ့ဒီကိုရင်လေးကနောက်ဒီဘီလူမရဲ့အရင်ဘွားတုန်းကတားတော်ခဲ့တာ။ဟုတ်လား။ဒါကြောင့်မလို့ဒီဘီလူမကသူကသွားလေရမှာမျက်နာဖွင့်။ကိုရင်ရဲ့မေတော်ဟောင်းဆိုပြီးတော့အဲ့ဒါကြောင့်မလို့ဒီဘီလူမကလည်းဒီကိုရင်ကိုအမြဲတမ်းစောင့်ရှောက်။ကိုရင်ကဒါတွေကိုမသိပါဘူး။သူ့တူဒါကနောက်ွယ်မှာဖြစ်နေတဲ့ကိစ္စ။အဲ့ဒါနဲ့ကိုရင်ကအသက်အရွယ်ရလာလို့ နော်၁၈နှစ်၁၉နှစ်အရွယ်ရောက်လာတဲ့အခါမှာကိုရင်ကစိတ်ကဖောက်ပြန်လာတယ်စိတ်ဖောက်ပြန်လာတယ်ဆိုတာဘာပြောတော့အောင်ဆိုတော့သာသနာပေါ်မှာမနေချင်တော့ဘူးလူထွက်ချင်လာတယ်ဘလို့မှသူ့စိတ်ကိုတားဆီးလို့မရဘူးနှိပ်ကွလို့မရဘူးသူလည်းပဲတရားဒေသနာတွေကိုအများကြီးတိထားတယ်လူတယောက်ပဲသို့တော်လည်းပဲဒီလူထွက်ချင်တဲ့စိတ်ကိုသူဘလို့မှမနိုင်ဘူးအဲ့ဒါနဲ့သူအိမ်ပြန်သွားတယ်အိမ်ရောက်ပြီဆိုတော့ခေါင်းကြီးငိုက်ဆိုင်ချပြီးတော့ မေကကိုရင်ဘာဖြစ်လို့လာတာတော့ခါတိုင်းလာလို့ရှိရင်ကိုရင်ရဲ့နောက်မှာယဟန်နေရောကိုရင်နေရောအများကြီးပါတယ်ဒီကနေ့တော့အိမ်ကိုလာတာတပါးတည်းပါလားဘာဖြစ်လို့လာတာတော့အဲ့တော့ကိုရင်ကလည်းမပြောမဖြစ်မတိမမြည်မေတော်ကြီးငါတော့သာသနာပေါ်မှာမပြောတော့ဘူးဒါကြောင့်ငါ့အတွက်အိမ်ကြီးနဲ့ပစိုးတာယူခဲ့တော့အလုပ်ထွက်တော့အဲ့ဒါလိုလဲပြောလိုက်ရောမေတော်ကြီးကဘလို့မှမျောလင့်ထားတဲ့စကားမဟုတ်တဲ့အတွက်ကြောင့်အယံအံ့ဩသွားတယ်ကိုရင်ဘာဖြစ်လို့လူထွက်ချင်တာလဲလူမထွက်ပါနဲ့လူဘွားဆိုတာလွယ်တာမဟုတ် အမျိုးမျိုးကိုရင်ကိုနားချတယ်ဘလို့မှကိုရင်ကနားချလို့မရအဲ့ဒါနဲ့မေတော်ကြီးကကိုင်းဒီလောက်တောင်လူထွက်ချင်နေတယ်ဆိုရင်လည်းပဲမတက်နိုင်ဘူးဒါပေမဲ့ကိုရင်ရာဟုကလေးတော့တောက်လိုက်ပါဦးရာဟုတောက်ပြီးလို့ရှင်ကိုရင်ကိုစွန်းစားဖို့အတွက်စွန်းချက်ပြီးတော့ကပ်ပါတယ်အဲ့ဒီစွန်းကလေးစားပြီးတော့မှပဲအစိုးနဲ့အင်ကြီးကိုပေးပါမယ်စွန်းကလေးတော့နောက်ဆုံးတက်တဲ့အနေနဲ့စားသွားပါအောင်ဆိုပြီးတော့မေတော်ကြီးကနော်ဒီကိုရင်ကို ဆွန်းစားဖို့အတွက်ဆွန်းချက်အဲ့ဒါကိုရင်ကရာကုတောက်ပြီးတော့မေတော်ကြီးဆွန်းချက်တာကိုစောင့်အဲ့ဒါမေတော်ကြီးကစံဒီပါးလေးဆေးပြီးတော့ဆွန်းအိုးလေးတင်းနေအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ကိုရင်ရဲ့တရားတန်ကြောင့်တာဓုခေါ်ခွင့်ရလို့ညံ့နာပွင့်နေတယ်မေတော်ဟောင်းဘလူးမရှိတယ်အဲ့ဒီဘလူးမကငါကိုရင်ဖယ်ရောက်နေတော့သူကအမြဲတမ်းစောင့်ကြည့်နေတဲ့သဘောရှိတာ哦အဲ့ဒါနဲ့တွေ့တယ်ဩအိမ်ရောက်နေတယ်လူထွက်ခြင်းတို့မအေးကို နော်ပစိုးအင်ကြီးတောင်းနေတာပဲဒါကိုသိတော့ဒီအခွင့်ကိုငါမပေးဘူးတဲ့အပြီးတော့နှောက်ရမယ်အဲ့ဒါနဲ့ဘီလူမကရောက်လာပြီးတော့ကိုရင်ကိုဝင်ပူးတယ်ဘာလို့ထားလဲဆိုတော့မျက်နာကိုနောက်ပြန်လှည့်အောင်လှည့်ထားတယ်တဲ့ဇက်ကအမြုပ်တစီကြီးထွက်အောင်လှုပ်တယ်အဲ့ဒါဝူဝါနဲ့ကိုရင်ကကရင်ဘောကနေပြီးတော့လိမ့်ကြအောင်အဲ့ဒီချိန်မှာကိုရင်ကသူ့စိတ်နဲ့သူ့ကိုမရှိတော့အဲ့လိုအတန်နေကြတဲ့ခါကျတော့မေတော်ကြီးကဆုံးချက်ရင်းနဲ့ဘာဖြစ်လဲမသိဘူးဆိုပြီးတော့ ကိုရင်ဒီရောက်လာတယ်။ရောက်လာတဲ့အခါကျတော့ကိုရင်ကဝူဝါဖြစ်နေတော့အော်ဒါဟာတစုံတယောက်ကဝင်ပြီးတော့နှိပ်စက်နေတာပဲဆိုတော့ तू သိတယ်။အဲ့ဒါနဲ့ तू ကဘယ်လိုပြောလဲဆိုတော့တီလာနဲ့ပြည်စုံတဲ့ပုံကိုယ်တွေကိုဘီလူတွေကမကစားကြဘူးလို့ငါရန်နာရှင်မြတ်တရဲ့ထံကနေအဲ့ဒီစကားကိုကြားဖို့တယ်ပေါ့။ခုငါရဲ့သားဟာကိုချင်းတီလာနဲ့ပြည်စုံမှလည်းကနေဘီလူတွေကဘာလို့လာပြီးတော့ငါသားနဲ့လာကစားကြတာလို့အဲ့လိုမျိုးသူကရုပ်စုံမြည်တမ်းငိုကြွေးတာပေါ့။ အဲ့ဒီအချိန်မှာဘီလူမာကဟုတ်တယ်တဲ့ရဟန္တာရှင်မြတ်တွေပြောတယ်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုဘီလူတွေကမကစားကြဘူးဆိုတာမှန်တယ်။ဒါပေမဲ့အခုဒီတင့်ရဲ့သားကလူထွက်မယ်ဆိုပြီးတော့တင့်ဒီကိုရောက်လာတာအဲ့ဒါကိုငါဘီလူမာခွင့်ပေးနိုင်ဘူး။ပြောပြလိုက်တဲ့တင့်ရဲ့သားတတိယလာလို့ရှိရင်ပြောပြလိုက်။တကယ်လို့လူသားထွက်မယ်ဆိုလို့ရှိရင်ငှက်လို့အတောင်နဲ့ပြန်နေတော်လည်းပဲမလွတ်เสียရဘူးငါလိုက်ပြီးတော့ဒုက္ခပေးမယ်လို့ချင်းချောက်တာပေါ့နော်။အဲ့လိုပြောပြီးတော့ဘီလူမာကခွာသွားတယ်။ အဲ့ဒါခဏနေတော့ကိုရင်ကသတိရတယ်။ဘေးကလူတွေကလည်းဝိုင်းအောင်ကြည့်နေကြတာပေါ့အိနီနာချင်းတွေပါလေ။မေတော်ကြီးကလည်းသူ့ရှင်မမျက်ရည်ဆက်လက်နဲ့ငိုနေတာတွေ့တယ်။ပြီးတော့ကိုရင်ကသူ့ကိုဘလူးကူးလို့မေတော်ကြီးငိုနေတာလို့မသိဘူး။သူ့ကိုဘလူးကူးသွားတယ်ဆိုတာလည်းသူမသိဘူး။အဲ့ဒါနဲ့သူကဘာပြောလဲဆိုတော့အမေဘာဘလူးငိုတာတော့နဲ့လောကမှာငိုနေဆိုတာကိုချစ်တဲ့ခင်တဲ့လူတွေသေးသွားရင်လည်းငိုကြတယ်။အသက်ရှင်လျက်နဲ့ပျောက်သွားတယ်ဆိုရင်လည်းငိုကြတယ်။ အခုသားဖြစ်တဲ့လူကသေသွားတာလည်းမဟုတ်ကြောက်သွားတာလည်းမဟုတ်အမေ့ရှိတယ်ဒီမှာငုတ်တုတ်ထိုင်နေတာရှိတယ်ဘာလို့မဟုတ်တာတော့အဲ့လိုမျိုးပြောတဲ့အခါကျတော့မအေးဖြစ်တဲ့လူပြန်ပြောတဲ့စကားကတော့စိတ်ဝင်စားတယ်အကောင်းမတံဝါပုတ္တရောတိတိယောဝါဇီဝနာတိတ္တိယောစာကာမိစသိတဝါနာကုဏရာကိစ္စတိဣဒာတံဝါပိပုတ္တရောတံတိပုဏဇီဝမတောဟိတောတဲ့အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့ ပုဒ္ဒါ चित्त ာတဲ့မတန်ဝါတေသောသူကိုမူလျောတန်တိငိုကြွေးကြကုန်၏ရောအကျဉ်သူသည်ဇီဝအသက်ရှင်လျက်နတ်ဒိတ်တန်တိမထင်တန်ဝါထုသူကိုမူလျောတန်တိငိုကြွေးကြကုန်၏လူသေးသွားရင်လည်းလူတွေဟာငိုကြတယ်အသက်ရှင်နေနဲ့ကြောက်သွားတယ်ဆိုရင်လည်းငိုကြတယ်တဲ့ပုဒ္ဒါ चित्त ာရောစာအကျဉ်သူသည်ကာမိကာမဂုဏ်တို့ကိုစားစိတ်တော်ဟာစွန့်၍ပုဏ္ဏတပံဣဒံဤလူပေါင်းတို့အာကိစ္စတိလေ၍လာပြီ၏လူလောကကြီးကိုစွန့်ပြီးတော့ယဟန်ပြူသွားတယ်ကိုရင်ဝတ်သွားတယ် အဲ့လိုစွန့်သွားပါပြီးပါလျှက်မှာပြီးရင်ပြန်ပြီးတော့လူလောကကြီးကိုပြန်ရောက်လာတယ်ပေါ့ဆိုလိုတာကပုဒ္ဒချေတာတံပိထိုသူကိုမူလီရောဒန်တိငိုကြွေးကြကုန်သည်ယဟန်ပေါင်းရောက်ပြီးတော့မှသာသနာပေါင်းရောက်ပြီးတော့မှလူပေါင်းကိုပြန်ပြီးတော့ရှော့ကြလာတယ်လဲကြလာတယ်ဆိုတော့အဲ့ဒီလိုကိုလည်းမလုပ်ကြတော့ငိုကြတယ်တဲ့ဘာဖြစ်လို့တုံးဆိုတော့တဲ့တောထိုသူသည်ပုဏ္ဏတပံဇီဝံအသက်ရှိလေမတော်သေးသောသူမြည်ဤဟောအဲ့ဒီလူကလည်းတည်တဲ့လူနဲ့အတူတူပဲလို့ပြောလိုက်တယ် ဟုတ်လားသာသနာပေါင်းရောက်ပြီးတော့မှလူဘဝပြန်ရောက်လာတယ်ဆိုတာရှင်လျက်နဲ့ပြန်ပြီးတော့သေသွားတဲ့လူနဲ့အတူတူပဲလို့ပြောတာအဲ့လိုပြောတော့ကိုရင်ကနားထောင်နေတယ်နော်မေးပြောတဲ့စကားကိုနားထောင်နေတယ်အဲ့ဒါနဲ့မေးကြီးကသူ့ရင်ထဲမှာရှိတဲ့ခံစားချက်တွေပေါ့နော်ဒါကိုပြောတာကုကုလာဥပတောတာတာကုကုလံပတိတုမိတ်စတိတာတာ चित्त သာတံတွန်းသွင်း चित्त သာတိ ကုကုလပြာဘူမဥပဒေါထုံးဆောင်အပြည့်ဒီဖြစ်လေကုကုလပြာဘူတို့ပဋိတုံကြာခြင်းကအိသတိအလိုရှိပြန်ပြီဟောပြာဘူတွေကဒီထွက်သွားပြီးတော့ပြာဘူတွေကိုဘာလို့ပြန်ပြီးတော့ဆင်းကျင်ရတာတုံးလို့ပြောတာနောက်လူလောကဆိုတာပြာဘူတော်ကြီးလို့ပြောလိုက်တဲ့သဘောပါပဲဟုတ်လားတာတချစ်သားတံတွေတွန်းတင်သည်နရကငရဲပြည်မှာဥပဒေါထုံးဆောင်အပြည့်ဒီဖြစ်လေနရကငရဲပြည်တို့ပဋိတုံကြာခြင်းကအိသတိအလိုရှိပြန်ပြီးဟောလူဝါဘာနဲ့ ပါနဲ့ဥမာပေးတာငရဲပြည်လို့ဥမာပေးတာနော်ဟုတ်လားငရဲပြည်ကနေတွတ်ပြီးတော့မှငရဲပြည်ကိုပြန်ရောက်လာတဲ့လူလိုပဲလို့သူကအဲ့လိုပြောတာနော်ပြာဘူးတွေကတွတ်ပြီးတော့ပြာဘူးတွေကိုပြန်ရောက်လာတယ်ငရဲပြည်ကတွတ်ပြီးတော့ငရဲပြည်ကိုပြန်ရောက်လာတယ်ဒါကြောင့်မို့လို့တင့်ရဲ့အနေအထားဟာငိုစရာကောင်းတဲ့အနေအထားဖြစ်တယ်ဆိုတာကိုသူကထင်ရှားအောင်ပြောတာအဘိဓဝထရှေ့သို့သာပြေးသွားကြပါကုန်တော့တိတိချစ်သားတို့ကဗဒ္ဒံကောင်းခြင်းတည်းဟောတုဖြစ်ပါစေဟောအဓိပ္ပာယ်ကပြောတာလေ နောက်မဆုံးနဲ့နောက်မလှဲ့နဲ့နောက်ပြန်မလှဲ့ခဲ့နဲ့ရှေ့ကိုလာသွားရှေ့ကိုသွားဆိုတာသူကကောင်းတဲ့အလုပ်တွေမှာထွန်းပေါက်အောင်လုပ်လို့ပြောတာလူထွက်ချင်တယ်ဆိုတာပါတော့နောက်ပြန်လှဲ့တယ်ဆိုတဲ့အတိတ်ပဲကိုပြောတာနော်ဘိဒဝထရှေ့တို့သာပြေးသွားကြကုန်တော့တည်တင်းချစ်သားတို့အားဘဒ္ဒကောင်းခြင်းတည်ဟောတုဖြစ်ပါစေကတ္တအဘေသူအားဥစ္စာပယမတိတည်တည်ကြရပါကောအနေငါပစုကိုဘယ်လိုမျိုးပြောပြရပါမလို့တဲ့မေးဖြစ်တဲ့လူကချင်အားမရပြောနေတဲ့စကားပါနော် အာဋိဋ္ဌရေရေဝန်းဝါပဂတိမီလောင်ရာမှာနိဟတံထုတ်ဆောင်အပြည့်သောဗန္တံဥစ္စာတို့ဖြစ်လေဥနာတဖန်တရှိတုံလောင်ကျွမ်းခြင်းကအိသတိသင်အလိုရှိပြန်ပြီ။နော်မီလောင်အိမ်ထဲကနေပြီးတော့လွတ်သွားပြီးသားပါဘလို့ကြောင့်မီးပုံတွေကိုပြန်ပြီးတော့ကြောက်လာခြင်းရတာတုံးလို့ပြောတာ။မေတော်ကြီးကအများကြီးအမြင်ရှိတယ်လို့မဆိုနိုင်ဘူးလား။ဆိုနိုင်နော်သူပြောတဲ့စကားတွေကမှတ်သားစရာကြီးပါပဲဟုတ်လား။ရှေ့ကိုသာသွားပါနောက်ပြန်မလှည့်ခဲ့။ကောင်းတဲ့နေရာကြီးမဟုတ်ဘူးပေါ့ဆိုလိုတာကဟုတ်လား။ မိဘုံတွေကနေပြီးတော့လွတ်ပြီးသားဘယ်နဲ့ကြောင့်မိဘုံတွေကိုပြန်ပြီးတော့ခုံဆင်းခြင်းရတာတော့အဲ့လိုပြောနေတဲ့အချိန်မှာပဲမေတော်ကြီးပြောတဲ့စကားတွေကိုသူစဉ်းစားမယ်ပေါ့အဲ့ဒီစကားသံကိုကြားပြီးတော့ပဲသူတခါလဲလူထွက်ခြင်းစိတ်ကြောက်သွားတယ်ပြောရချို့နဲ့တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်ရဲ့နော်အဲ့ဒါနဲ့ကိုရင်ဖြစ်တဲ့လူကမေတော်ကြီးတဲ့သူလူထွက်ခြင်းတဲ့စိတ်မရှိတော့ဘူးပေါ့အဲ့လိုပြောတဲ့အခါကျတော့မေတော်ကြီးကလည်းဝမ်းမြောက်ဝမ်းသာဟုတ်ပြီဒါနေ့ရင်ကိုရင်ကိုအသက်ဘလောက်ရှိပြီတော့မေးမြန်းစီစစ်ကြည့်တဲ့အခါကျတော့ရဟန်းခံဖို့အတွက် နော်တင့်တော်တဲ့အချိန်ကိုရောက်နေပြီဆိုတော့သင်္ကပိခရပြည့်စုံအောင်ရှာပြီးတော့သူ့ကိုရဟန်းခံပေးတယ်။တာနုတာမဏေကနေပြီးတော့ယဟန်တော်တာတာနုဖြစ်လာတယ်ပေါ့နော်။အဲ့ဒီအချိန်မှာမြတ်စွာဘုရားကဒီယဟန်တော်တာနုရဲ့တစ်ချိန်လုံးကလူထွက်ခြင်းတဲ့စိတ်အနေထားလေးကိုသူမနေရုံးကံပြီးတော့လူထွက်ခြင်းတဲ့စိတ်ကိုဖျောက်သွားအောင်သူလုပ်ခဲ့တာမရှိဘူးလားရှိရဲ့နော်။အဲ့ဒါလေးကိုအကြောင်းပြုပြီးတော့စောစောလုံးကကာထာလေးကိုမြတ်စွာဘုရားဟောတာ။ နော်ဣဒံပုရိစိတ်တမစာရိစာရိကယိနေစကယထကမယထဒုက္ခအော်ဒီစိတ်ဆိုတာနော်အလွန်ဝေးกว่าတဲ့ကာလကနေဒီကနေ့တိုင်အောင်ကောင်းတယ်ထင်တာတွေကမှကြိုက်တာကြိုက်တာကိုတွေ့ရင်ကြိုက်သလောက်ကျင်လဲကျစားတတ်တဲ့သဘောရှိတယ်အဲ့ဒီစိတ်ကိုဒီကနေ့ကစပြီးတော့အမုံရစ်တဲ့စင်ကိုချုံးကင်ထားတဲ့စင်ရင်းယောက်ျားတွေကောင်းကောင်းနှိတ်ကိုဆုံးမတယ်လို့မျိုးကိုယ့်ရဲ့စိတ်ကိုယောနိတော်မဏိကာရဆိုတဲ့ချွန်းနဲ့ကောင်းကောင်းနှိတ်ကိုဆုံးမတဲ့နေလို့အဲ့ဒီကာထာကိုဟောတာ